သူကတော့ဆကာမိုတိုတာရိုပါဂျေဇာလူကသမားတယောက်ပေါ့ဂျေဇာရီရဲ့မမဆွမ်းရင်မြေဆိုတမ်းမဆုံးသူတယောက်ဂျေဇာရီအလုံးကကြောက်ရွံ့လေးစားရတဲ့သူဂျပန်တိုင်းနိုင်ငံလုံးကရှိရှိတမျှဒုစရိုက်လောကသားတွေအလုံးကကြောက်ရွံ့လေးစားရတဲ့အထိအောင်မြင်ခဲ့သူပေါ့ဒီနေ့မှာတော့ဆကာမိုတိုဟာမီနီမက်တစ်ခုလေးကိုဈေးဝယ်နေဘဝရဲ့အလင်းအန်းလေးတစ်ခုကိုဖျက်ခနဲတွေ့လိုက်ရပါတယ်။ဆန်ရဲ့ငွေရှင်ကောင်တာကကောင်မလေးပေါ်ချစ်ချမ်းဝင်သွားခဲ့တာပါ။ဒီလိုနဲ့ဆကာမိုတိုဟာဒုစရိုက်လောကကနေနားယူလိုက်ပြီးကောင်မလေးနဲ့လက်ထပ်လိုက်ပါတယ်။ရှင်သွေးလေးလည်းရလာခဲ့တာပေါ့။ အခုတော့ကန္နဝင်ကြေးစားစကားမှုတို့ဟာဝဝတော်တော်စတိုးဆိုင်ပါရှင်ဦးလေးဖြစ်လာခဲ့ပါပြီ။သူကတော့ Aspar ရှင်းမှာရာဇဝိခိုင်းကကြေးစားလူသက်သမားတယောက်ဖြစ်ပြီးစကားမှုတို့ကိုလာရှာတာဖြစ်ပါတယ်။အကြောင်းကတော့ရာဇဝိခိုင်းကနေအရှင်ထပ်သွားတဲ့ကြေးစားလူသက်သမားတယောက်ရဲ့သွားရလမ်းစီပို့ပေးဖို့ပေါ့။စကာမိုတိုကတော့နေစဉ်နေစားတူဝလုပ်ငန်းတွေလုပ်နေကြတိုင်းဈေးရောက်နေပါရက်ွက်တဲကကောင်းလေးကစကာမိုတိုဆိုင်နဲ့မြားပြစ်တန်းစော့နေရင်ပဲသူ့မြားလေးကျသွားလို့ကုန်းကောက်လိုက်တာကျောပေါ်ရီတွေကမှင်မှုထွက်ကြပြီးဆိုင်ထဲဝင်လာတဲ့ဈေးဝယ်သူရဲ့ဘောင်းမိဖြူကိုဆုံးထင်းသွားပါတော့တယ် ေဝဲသူကလည်းဒေါသထွက်ပြီးကလေးကိုရဲရှာတော့ဆာကာမိုတိုကဝင်ရှင်းပေးလိုက်ပါတယ်။ဆာကာမိုတိုရဲ့တွေ့ရမှာတော့ဘောဘင်နဲ့လေဝင်းသွေးကြောကိုဖျက်ထုတ်လိုက်ပေမဲ့အပြင်မှာတော့တကယ်မလုပ်ဖြစ်လိုက်ပါဘူး။ဒါပေမဲ့ရှင်ကတော့ဒါကိုတေချာသိလိုက်ပါတယ်။မတွေ့ရတာကြာပြီးဆာကာမိုတိုလို့ပြောပြီးရာဇဝဲလောကရဲ့ပြန်လာခဲ့ဖို့ဖြောင်းပြပေမဲ့ဆာကာမိုတိုကတော့လုံးဝပြတ်မလာတော့ဘူးလို့ဆုံးဖြတ်ထားတာပါ။အဲဒီချိန်လူတယောက်ကဆာကာမိုတိုကိုတကယ်အနည်းတွေဖျက်ချပေးဖို့အကူအညီလာတောင်းလို့ဆာကာမိုတိုကကူညီပေးလိုက်ပါတယ်။ကနမေဂျေသာဆာကာမိုတိုကအခုတော့ရက်ွက်ထဲကတောက်တုံမေယာလိုက်ကူညီပေးနေတဲ့ဖက်တီဦးလေးကြီးဖြစ်နေပါပြီ ရှင်းကတော့နှမျောရဲလိုညီတော်ရင်ဆေးလေးကိုထိုးတောက်လိုက်ပေမဲ့စကမိုတိုကရှင်းလက်ထဲကဆေးလေးကိုဓာတ်နဲ့ဖျက်ချလိုက်ပါတယ်ပြီးတော့ဆေးလေးမတောက်ရဆိုတဲ့ဆိုင်းဘုတ်ကိုပြလိုက်ပါတယ်ရှင်းကတော့ဂိုင်းကောင်းဆောင်စီဖုံးဆက်ပြီးစကမိုတိုကိုလွှတ်ထားပေးလိုက်ပါအယားဝါနေတာမို့ဒီတိုင်းလွှတ်ထားလိုက်လဲရတယ်ပြောပေမဲ့မင်းမလုပ်ရင်တခြားလုံးမဲ့လူရှိရလို့ပဲဘော့စ်ကပြန်ဖြေပါတယ်ရှင်းလက်စကမိုတိုကိုတိုက်ခိုက်ဖို့နောက်နေ့မှပြန်လာခဲ့ပါတယ်စကမိုတိုကရှင်းရဲ့ပထမဆုံးကြည့်စံကိုတခြားလုံးနဲ့ပြစ်ပြီးလမ်းကြောင်းလွှဲလိုက်ပါတယ်မက်ဆီရှင်းမှရင်စကမိုတိုပျောက်သွားပြီးရှင်းလက်စိတ်ဖက်လို့မရတော့ပါဘူး ။ရှင်းတယောက်ပြန်လို့လာတော့စတိုးဆိုင်ရဲ့ဒုတိယတက်မှာပါ။ဆာကာမိုတိုရဲ့ဇနီးနဲ့သမီးကရှင်းကိုထမင်းစားဖို့ခေါ်ပါရယ်။ရှင်းလဲအစိတ်ကတ်ထားမလား။ခက်ထားတဲ့အစိတ်လေးချိန်ခံတွေအများကြီးလုပ်ခဲ့တာပဲလို့တွေးပြီးစားလိုက်တာ။ဘဝမှာတစ်ခါမှမရဘူးတဲ့နှွေးထွေးမှုကိုခံစားလိုက်ရပါရယ်။ဆာကာမိုတိုတယောက်ဘာလို့ရာဇဝတ်ခိုင်းကိုဆုံးခွာခဲ့ရလဲဆိုတဲ့အကြောင်းရင်းကိုသိသွားပါပြီ။ရှင်းလဲဆာကာမိုတိုကိုနှုတ်ဆက်ပြီးခိုင်းစီပြန်လာခဲ့ပါရယ်။ဘော့စီမှာဆာကာမိုတိုကိုမတက်ဖို့တောင်းပန်ပေမဲ့ဘော့စ်ကမရပါဘူး။ဆာကာမိုတိုကိုမတက်စေချင်ရင်မင်းသိပေးရမယ်လို့ဘော့စ်ကပြောပေမဲ့တကယ်စိတ်ထဲမှာတော့မင်းသိရင်တခြားတက်မဲ့ကောင်တွေရှိသေးတယ်လို့ပြောလိုက်တာပါ။ ဒါကိုရှင်းကတေချာကြားလိုက်ပါတယ်ဒါနဲ့ပဲရှင်းလဲစားတိုက်ခိုက်ပါတယ်ရှင်းကစိတ်ဖတ်နိုင်တာမို့လို့အလွယ်တကူနိုင်ယူနိုင်ပါတယ်ဒါပေမဲ့နောက်ဆုံးကြည့်တဲ့တော့ကြံတဲ့အချိန်မှာရှင်းစီကိုစာကာမူတို့ကရောက်လာပြီးဒုစရိုက်သမားတွေကိုဝင်ရှင်းပစ်လိုက်ပါတယ်တကယ်တော့ရှင်းမေ့လေတော့တော့ကစာကာမူတို့ကရှင်းရဲ့အသနတ်တွေကို GPS ထည့်ပေးလိုက်တာပါရှင်းကတော့သူဒီမျိုးကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးပြောရမယ်စာကာမူတို့ကရှင်းနာမည်ထိုးထားတဲ့ April တစ်ခုကိုပေးလိုက်ပါတယ်တနအိုင်ရန်ရှိရအချိန်ပိုစင်းရင်ပို့ပေးမယ်လို့ပြောပါတယ် အခုတော့စိတ်ဖက်နိုင်တဲ့ aspiration ဆိုတဲ့ဂျေးစာလေးကနဝယ်ဂျေးစာဟောင်းဆာကာမိုတိုရဲ့ကုန်စုံဆိုင်မှာအလုပ်ဝင်လုပ်နေပါပြီ။အပိုင်းတစ်ကတော့ဒီမှာပြန်ဆုံးတာပါပဲ။ရှင်းကလလုံးနေရဲ့ဆာကာမိုတိုမနေ့ကအကွက်တွေတော်တော်မိုက်တယ်လို့ပြောပါရယ်။ရှင်းပြောတဲ့အထဲမှာမနေ့ကအားလုံးကိုတစ်ချက်တည်းတက်ပြစ်လိုက်တယ်ဆိုတဲ့စကားပါတော့ဆာကာမိုတိုရဲ့မိန်းမဝိုင်းကအလုပ်လုပ်နေရကနေစက္ကနေရက်သွားပါရယ်။ဆာကာမိုတိုကိုရှင်းလူသက်သမားပြန်လုံနေရတော့မဟုတ်ဘူးမလားပြီးတော့ဆာကာမိုတိုလည်းအကြောက်ကြော်ညင်းပါရယ်။တည်စီနိုင်တဲ့ရာတွေကိုမထိခဲ့ပါဘူးလို့ဆိုပါရယ်။ ိုင်ကတော့ရှင်မီတာစုရဲ့စီမင်းတွေကိုဖောက်ပြမယ်ဆိုရင်ချက်ချင်းကွာရှင်းမှလို့ချိန်ချောက်လိုက်ပါတယ်။ရှင်းကမီတာစုရဲ့စီမင်းကဘာလဲလို့မေးတော့ဆာကာမိုတိုကမဖြေပဲစိတ်ကူးနဲ့တစ်ချက်တက်ပြလိုက်ပြီးမလိုအပ်တာတွေမပြောနဲ့လို့တားလိုက်ပါတယ်။နောက်နေနေရောက်သားတရုတ်တန်းကိုအသားပေါက်စီသွားဝယ်ကြပါတယ်အသားပေါက်စီဝယ်ပြီးပြန်လာတော့ကောင်မလေးတယောက်ကအထက်မြင့်ကနေခုံချလာလို့ဆာကာမိုတိုကဝင်ကယ်လိုက်ရပါသေးတယ်အဲဒီကောင်မလေးနာမည်ကတော့လူရှူတန်ပါတရုတ်မျိုးနဲ့ကစဉ်သက်လာတာဖြစ်ပြီးမာဖီးယားဂိုင်းတစ်ခုရဲ့မျိုးဆက်ပါလူစိုးတွေကကောင်မလေးစီရတော့လိုချင်တော့လိုက်ဖမ်းနေရပါ ။ကောင်မလေးကိုကယ်လိုက်တာကြောင့်စကာမိုတိုရဲ့အသားပေါက်စီလည်းပျက်စီးသွားရပါပြီ။ကောင်မလေးကလည်းလူစိုးတွေနဲ့တိုက်ခိုက်ပါရဲ။လူစိုးတွေကအုံလိုက်ရောက်လာပြီးကောင်မလေးကိုဝိုင်းတော့စကာမိုတိုကဝင်ကယ်ပေးလိုက်ပါသေးတယ်။ပြီးတော့ကောင်မလေးကိုခေါ်ပြီးထွက်ပြေးပါတော့တယ်။လူရှုတန်ကိုလည်းတက်နေရဲ့လူစိုးခိုင်းကောင်းဆောင်ကတော့ထွက်ပြေးသွားတဲ့အကြောင်းသိရတော့တော်တော်လေးဒေါသထွက်နေပါရဲ့။လူရှုတက်စီကတော့ကိုရရင်မှောက်ကိုလောကတစ်ခုလုံးကိုချုပ်ကိုက်နိုင်တော့မှာပါ။ဒါကြောင့်လူလူကိုတတ်ဖို့အတွက်လက်မယွန့်ကျေးစားအမှားနှစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။ထွေပြင်းခေါမိုတက်တစ်ခုပေါ်မှာစာကာမိုတိုနှစ်ယောက်နဲ့ကောင်မလေးကစကားပြောနေပါတယ်။ကောင်မလေးနဲ့စကားပြောပြီးမှစာကာမိုတိုက နေတရုတ်ပေါက်စီလောက်တက်လာလို့မေးပါတယ်။ကောင်မလေးလည်းလောက်တက်တယ်ဆိုတော့ဒီနေ့မင်းတို့ကကဲမယ်။အပေးယူကတော့မင်းအသက်ရှင်ပြီးပေါက်စီလောက်ပေးဖို့ပဲလို့ဆိုပါတယ်။အဲဒီအချိန်မှာဆိုဟီးနဲ့ဘာချိုဆိုရဲ့လူသက်သမားမွန်နေရောက်ရောက်လာပြီးစာကာမိုတိုကိုကန်ပြစ်လိုက်တာလွတ်သွားပါတယ်။ရှင်ကဝင်တိုင်းမျိုးလို့တော့လူသက်သမားတွေကတငယ်ချင်းတွေကိုတက်လိုက်လို့စိတ်ဆိုးသွားရလားဆိုပြီးမေးပါတယ်။ရှင်နဲ့စာကာမိုတိုကိုလည်းလည်းလေးထင်နေရလားစာကာမိုတိုကိုဘယ်သူမှမသိရင်တော့မင်းတို့ကငါဆက်နူလေးတွေပဲလို့ပြောပါတယ်။ချေစားကောင်မှုတို့ပြန်ရောက်လာပြီးတစ်ချက်တည်းကြေးလိုက်တာခေါမိုးထက်ကြုံပြီးအကောင်ထဲကိုပြုတ်ကြကုန်ပါတယ် လူသက်သမားတွေကိုလူလူကဝေတိုက်ပဲလို့တော့ဆက်ကဖို့တော့တားလိုက်ပါတယ်။ရှိရင်လူတော့မတက်ဘူးတော့ဆိုပြီးလူသက်သမားတွေကိုစတွေ့ပါတော့တယ်။ပြီးတော့လူသက်သမားတွေကိုကြိုးတုပ်ပြီးသူတို့ခေါင်းဆောင်စီသွားပို့ပါတယ်။ကောင်မလေးကသူ့အဖေနဲ့မိကိုတက်သွားတဲ့ခိုင်ခေါင်းဆောင်ဆိုတဲ့သူကိုစိတ်ကြိုက်ထုံးနေပြီးဒီလောက်ဆိုရပါပြီ။စိတ်တူတိုင်းလူသက်ဆရာမလိုပါဘူးလို့ဆိုပါတယ်။နောက်ပြီးကောင်မလေးရဲ့တော့နဲ့ရန်နာတက်တာကိုဖွင့်လိုက်တော့သူတို့မိသားစုဆန်ဆတ်ထင်းထင်းတဲ့ရန်နာတွေကိုတွေ့ရပါတယ်။စာအုပ်ထုတ်လည်းတွေ့ရပြီးစာအုပ်ထဲမှာရေးသားထားတာကတော့ဒီရဲကမိရဲ့တက်တာထဲမှာခေါင်းဆောင်တံပိုးအထားဆုံးအရာကိုထည့်ထားရမယ်။ ခေါင်းဆောင်မော်မူတီဗီတန်မိုးထားရီကွာခြားရမယ်လို့ရေးထားတာပါလူလူလည်းသူ့အဖေဘာတွေထားရလဲဆိုပြီးသိချင်တာနဲ့ဖုန်းလိုက်တော့သူ့အသက်ပြည့်အတူတူတောက်ဖို့အရက်ပလဲထားတာကိုတွေးလိုက်ရပါတယ်ရှင်းကဘာရေးထားရလဲလို့မေးတော့ကမ္ဘာအကောင်းဆုံးရဲ့လို့လူလူကပြန်ပြေးပါတယ်ကျေးဇူးတင်တဲ့အနေနဲ့အများကြီးတောက်သွားပါအောင်လို့လူလူကပြောပြီးအရက်ပလဲကိုကမ်းပေးပါတယ်နောက်တော့ဆာကာမိုတိုတလန်းလုံးတည်လာတဲ့ပျက်စီးနေပြီဖြစ်တဲ့အသားပေါက်စီကိုအတူတူစားကြပါတော့တယ်အပိုင်းနဲ့ကတော့ဒီမှန်ပြေဆုံးလာပါတယ်